ာတိပဂတိမှာကျင်လည်နေတဲ့သူတွေဟာဖျားသခင်ရဲ့ရှိတော်မှာမပြောနိုင်ဘူးဆိုတာတကယ်ပဲအံ့ဩစရာတော့မဟုတ်ပါဘူးအမှန်ပဲဖြစ်ပါတယ်ကေတိချင်းမရတဲ့သူကဖျားသခင်ရဲ့စိတ်တော်နဲ့ထိတွေ့စရာမလုံနိုင်တယ်လို့ကောင်းတော်အကျင့်ကိုလည်းမပြုနိုင်ဘူးဆိုတာကျွန်တော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်သူတို့ရဲ့အတ္တထဲမှာဘာသာတရားဆိုတဲ့အတွေးမြင်လည်းမရှိဘူးဥပ္ပုကိုခွေခြင်းလည်းနားမလည်ဘူး ဘာစဘာမှမတိတဲ့သူတွေပဲဖြစ်ပါတယ်အဲ့လိုမျိုးလူတွေကပထမဦးဆုံးမိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းကိုဝန်ခံဖို့ရန်တက်ဖြစ်ပါတယ်ခရစ်တော်ကိုယုံကြည်ရမယ်အဲ့ဒီနောက်မှာကျွန်တော်တို့ရဲ့အတ္တဟာခရစ်တော်ရဲ့မျက်နှာဒါပေးမှုကိုရနိုင်မှာပဲဖြစ်ပါတယ်အဘယ်ကြောင့်နီးဟုမူကဇာတိပဂတိစိတ်တော်ဒီဘုရားသခင်နဲ့ဆန့်ကျင်ဘက်ဖြစ်ဤဘုရားသခင်ဤတရားတော်အလိုတို့မလိုက်သက်ထို့မြတ်မက မလိုက်နိုင်ထို့ကြောင့်ဇာတိပဂတိ၌ကျင်လေတော်သူတို့သည်ဖျားသခင်ဤစိတ်တော်နှင့်မတွေ့နိုင်ဆိုပြီးတော့မှယောမန်ဩဝါရစာခန်းကြီး၈အပိုင်ငယ်9ကနေ၈ထဲမှာဖတ်ကြည့်လိုက်ရင်ကျွန်တော်တို့မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။